ဒါပြင်တိုင်းသားလက်နက်ကအဖွဲ့အစည်းအချို့လည်းနိုင်ငံတွင်းဖြစ်ပေါ်လာတဲ့နိုင်ငံရေးပြဿနာကိုခွင်ကောင်းယူပြီး BDF အမြေကအကြမ်းဖက်သမားတွေနဲ့နိုင်ငံတော်လူကြိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးပြပြအောင်ညီလမ်းပေါင်းစုံနဲ့လှုပ်ဆောင်ခဲ့ကြပြန်တယ်။အပြည့်မဲ့ပြည်သူတွေကိုညှဉ်းပန်းနှိမ့်ဆက်တပ်ဖြတ်တာတွေသူတို့အလိုကျပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့မျိုးပါတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေမင်းချို့ဖျက်ဆီးတာတွေနိုင်ငံမှအဆောက်အဦလမ်းတရာရင်းနဲ့ချက်စစ်တာဝါတိုင်းကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့ အချမ်းပဲလိုရတွေကိုအရှိန်မြင့်တင်လှုပ်ဆောင်လာခဲ့ကြတယ်။အထူးသဖြင့်ဒနကံအချမ်းပဲလမ်းစဉ်ခြေသွုံးနေတဲ့အချမ်းပဲတောင်းချသူတွေဟာသာဝရညီညာရရှိပြီးပြည်တော်စုနဲ့တူပါတီသောဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်နှမ်းရေးထက်မြေမြေနဲ့နေတနေဓာတစဉ်စီပင်ဝါဒကိုသာခြေသွုံးလိုချင်တာကြောင့်ဒိုင်းသားစီတို့ညွညွရေးကူထိခိုက်ဒဏ်နဲ့အခြေအနေတွေချုပ်ကွန်လာခဲ့ရတယ်။ နေပြည်တော်တိုင်းအာဏာရရှိဖို့ကြိုးစားကြတဲ့အကြမ်းဖက်တောင်ကျသူတွေရဲ့တိုက်ပွဲဖော်ဆောင်တမှုတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစီဥစ္စာတွေနဲ့မြို့ရတွေပြည်စီဆုံးရှုံးခဲ့ရတဲ့အတွက်ပြည်သူအလုံးကအလွန်ယွန်းရှာဆက်စုပ်မုန်းတီးနေကြပြီဖြစ်တယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်တင်ခံသိလို့မရတဲ့အတွက်တမ်ဘော်ဒီနဲ့ ပြည်သူလူထုတရားလုံးရဲ့အပူပေါင်းပါဝင်မှုနဲ့တူတရားတော်စစ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။မြန်မာတမိုင်းမှာအကြက်ပက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာတမတော်ဒီနဲ့အရှုပ်ပေးလက်ခံခဲ့တဲ့အစင်လာမရှိခဲ့တာကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့တို့တော်ဝင်ရည်သွမ်းပေါင်းကိုထိမ့်သိမ်းဆောင်ရှောက်ဖို့တဲ့ရဲဘော်တို့ဒီနဲ့အသက်ကိုဗရဏမထားပဲစွန့်လွန်ဆွသားတဲ့စိတ်ဓာတ်နဲ့နိုင်ငံတော်ကာကွယ်တာဝန်တွေကိုကြီးပွားစွာထမ်းဆောင်သွားကြဖို့ အလေးထားမှာကြလို့တယ်